မင်းတို့ငါတကယ်အံ့ဩတယ်ကွာတို့ဒီနိုင်ငံမှာနေတယ်ဒီနိုင်ငံရေကိုတောက်တယ်ဒီနိုင်ငံအာဏာရှင်ကိုမင်းတို့ကောင်ဘုံပြန်ထောင်းတယ်မင်းတို့ရေချက်ကဘာလဲခမားပြောရတယ်တော့ဆုံးနေကျွန်တော်ကဆင်အာဏာရှင်ကိုတော်လန်နေရတယ်ဘာဆင်အာဏာရှင်အဲ့စကားကိုနားမလဲလို့ဒီနေ့တော့ရှင်းပြအောင်အာဒီဖိုးကြီးရခမားဆိုင်ချောင်းရှိတယ်ကျွန်တော်ဇလုံးအောင်ဗျာဟဲ့ဟုတ်ဟုတ် ုံးထောင်တိုင်းတော်လည်းမဟုတ်ဘူးကွာလေရင်နဲ့ပုံချက်မှငင်းချမ်းကြီးကျွန်တော်ဆရာဝန်တယောက်အနေနဲ့ပြောမယ်ဆိုရင်တရားတွေများနေတယ်ကျွန်တော်တို့တိုင်ပြီပြည်သူတွေမရှိတော့မှကျွန်တော်တို့မြန်မာတပ်မတော်ရဲ့အေးချမ်းမှာရွေးကောက်ပွဲဆိုတာစစ်အာဏာရှင်တွေရဲ့ထွက်ပေါက်ပဲကွာအေးမင်းတို့တည်ထားမှာစစ်ရေးနိုင်ငံရေးပြည်ပခါတွေကို ဆုံးသက်ပေးနိုင်တာပဲအဲ့လိုခဏမပေးတော့ဘူးတမဲကျွန်တော်ပြတ်သက်ပေးရမယ်လုံးဝဘိုးရှာလို့ရှိရင်တော့ဆောက်လို့လောက်အောင်ပါဗျာမင်းတို့ကတမျိုးငြင်းရုံမနေဘူးကဲကိုတော်လာကြီးကျွန်တော်တို့ကတော့ပေါ်မှမှာပဲရတော့ဘာလို့ပေါ်မှမလဲဆိုတော့ဒါကျွန်တော်ရဲ့အကျိုးစီးပွားဖြစ်နေတယ်မြေပြင်အခြေအနေရအဆိုရင်6800ဇာတိရလဲနေရာပုံမပေးလို့ဆိုပြီးတော့အရင်လို comment နေမှာ water ကောင်းကောင်းမဖြတ်နိုင်တော့အဲ့တော့ ကျွန်တော်တို့ကိုယ်တိုင်ပဲရှေ့ထွက်ပြီးတော့ပေါ်မပေးမှာပဲရတော့မှာနေပေါ့ခမရတော့အရင်ကလည်းအေးဆေးပဲနေကြတာဘာတိပါတာလဲအခုမှဘာတိထဖြစ်နေကြမင်းဘာတိလို့လဲမင်းဘာမသိမင်းဆောက်ပတ်တပိတ်တာကိုတိခင်ပြောတာမှန်တယ်ဗျမကြခင်ရေကောက်ဝယ်လာတော့မှာကျွန်တော်တို့ဝါသားဖြန့်သမျှကလည်းဆောက်ချက်ကွဲရာနဲ့အစဲခင်အားကြီးတတတက်ပြောက်စီဦးတက်ပြောက်စီဦးမင်းဆောက်ပတ်တမပိတ်သေးဘူးလားစစ်တပ်ဆိုတာပြည့်မိုးဝထောင်ပြီးခေါင်းလက်တက်ပြစ်တာနောက်တစ်ခါမစမ်းပေးရင်မင်းကိုဖမ်းကားလိုက်မှာနော် ေးဗျာကျွန်တော်တို့ရေကောက်ပွဲကိုဒီကဘာလုံးကစောင့်ကြည့်နေကြစောင့်ကြည့်မှာပေါ့ဘယ်ချိန်ထားရုံမှမလဲမသိဘူးဟာအလုံးဝသားမင်းနည်းနည်းများသွားပြီမင်းခဏနေမင်းဘဲမှမသွားနဲ့ခဏနေဟယ်လိုဆရာကြီး3 seconds later မနာလေးပြောမိတာဗျာ